ကျွန်တော်တို့ Chelsea နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတစ်ချက်သုံးသပ်ဆွေးနွေးကြည့်အောင်ခင်ဗျာမင်္ဂလာပါကိုကိန်းစ်တဖူဘောရှူနဲ့ Chelsea TV ကနေအပြောင်းအလဲအကြောင်းများအားလုံးကိုကြိုဆိုပါရစေ Chelsea သင်းနဲ့ပတ်သက်တဲ့ သတင်းတွေကိုပဲကျွန်တော်တီးတန့်သုံးသပ်ဆွေးနွေးပေးသွားကြပါမယ်။သတင်းလို့ဆိုတဲ့နေရာမှာအပြောင်းရွှေ့သတင်းတွေရောနော်ပြောစကားတွေရောမှတ်ချက်စကားတွေရောအကုန်ပါတယ်ပေါ့ဗျာ။ဟုတ်ပြီအဲ့တော့ပထမဆုံးဆွေးနွေးကြတာကတိုစင်အာရယာဘီယိုယိုနဲ့ပတ်သက်တဲ့သတင်းအကြောင်းအလေးဖြစ်ပါတယ်။ချက်စီးအသင်းကဒီပြီးခဲ့သောဘောလုံးအပြောင်းရွှေ့မှာအလွတ်နဲ့ခေါ်ခဲ့တဲ့တိုစင်အာရယာ BOU အနေနဲ့အသင်းအားနေထွက်ခွာဖို့အစီအစဉ်ရည်ရွယ်ချက်မရှိဘူးလို့သိရပါတယ်။ဘာကြောင့်လဲဆိုတော့တိုစင်ဒီချယ်ဆီမှာ အမတန်ကိုပျော်ရွှင်နေပါတယ်။ကိုပါမားအပါဝင်ချယ်ဆီအသင်းရဲ့ကစားသမားအများစုနဲ့ယင်းနေတဲ့ဆက်ဆံရေးတစ်ခုသူတိစောက်ထားနိုင်ခဲ့ပါတယ်။ဒါအပြင်အသင်းမှာတက်တောင့်တက်တာသူအခြေချနေပြီဖြစ်ပြီးတော့ချယ်ဆီအသင်းရဲ့လူငယ်ကစားသမားတွေကလည်းသူ့ကိုအန်ကယ်ဆိုတဲ့နာမည်ပြောင်း ပေးပြီးတော့ ီချာတိတ်တွေသည်တိုစင် RIA BOU ကိုခေါင်းဆောင်ကောင်းတူဦးအဖြစ်အတိမတ်ပြုခြင်းခံထားရတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ဆိုတော့မှတ်ပါတယ်တိုစင်ဟို ကျွန်တော်မရောင်းသင့်ပါဘူးပြောင်းရွှေ့ကြီးတပြားမှမပေးခဲ့ရပေမဲ့လောက်ခပမာဏကတော့များတယ်သူသူ့ရဲ့ level အရများတယ်ဗျာတသိန်းလောက်ပေးရတယ်ကျိုးချောင်းတင့်လျော်မှုတော့ရှိပါတယ်အသက်ရွယ်ရ28 29နီးပါးလောက်တော့တင့်မကြခင်အချိန်တွင်ရောက်လာတော့မယ်သို့တော့ကျွန်တော်အခုပြောပြခဲ့တဲ့အချက်တွေလိုမျိုးပဲသူကိုယ်တိုင်ကလည်းအတင်းမှပြောနေတယ်သူ့ကိုလိုချင်တဲ့အတွက်ပဲခေါ်ပြီးသွားပြီဗျာကျွန်တော်ကဘာကြောင့်ပြောင်းရွှေ့ကြီးထပ်လိုချင်လို့ရောင်းအောင်မတော့အလွတ်နဲ့ရတာမစိုးပါဘူးတန်ပါတယ်နောက်ကျွန်တော်တို့ရောင်းမယ်ဆိုရင်တော့သူ့ကိုပေးရမယ်လောက်ခပမာဏကိုအဲ့ဒီ club တင်းကပေးနိုင်ပါမလားဆို တဲ့အပိုင်းမှာစဉ်းစားရမယ်။ဒါပေမဲ့တခုတော့ရှိတယ်။ Sorry Pro League ကိုအတင်းထိုးရောင်းရင်တော့ မပြောတတ်ဘူးချယ်ဆီကိုလည်းကျွန်တော်ကအရင်တော့အခြေအနေမျိုးမပြောရတော့ဘူးဗျကစားသမားတယောက်ကအသင်းပေါ်မှာအများကြီးပေးဆက်ထားလို့သူ့ကို celebrate လုပ်တဲ့အနေနဲ့ဘယ်အသင်းကပဲကလန်ကလန် keep လုပ်ထားခြင်းနဲ့ဆိုရက်ချယ်ဆီခစ်တော့မဟုတ်တော့ဘူးပေါ့နော်ဟိုကစားသမားရဲ့တစ္ဆာတရားကိုလည်းကြည်တယ်အကျိုးပြုမှုကိုလည်းကြည်တယ်တစ်ဖက်မှာလည်း business ကိုလည်းကြည်တဲ့အခါကျတော့တိတိပပပြောလို့မရဘူးပေါ့လေဒါပေမဲ့ calculation ကိုတန်ရတော့ချယ်ဆီမှာအတော်လေးပျော်နေတဲ့သဘောမျိုးဖြစ်ပါတယ်နောက်ဆုံးဘောလုံးမကစားရင်တော့မှဘီနာကနေအသင်းပေါ်တွေတော့ ခွန်အားဖြစ်စေမဲ့စကားမျိုးပြောပေးနိုင်တဲ့ကစားသမားတယောက်ပါအဲ့တော့ကြောင့်တူစင်အရရာဘီယိုယိုချယ်ဆီမှာနောက်ထပ်တနည်းနည်းလောက်ထိဆက်ထားတင်တယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာကဲဆိုတော့နောက်ထပ်သတင်းတွေကိုဆွေးနွေးအောင်ခင်ဗျာဒါကတော့ Manchester United အသင်းရဲ့ဂန်ဒဝင် ကစားသမား Paul Scholes ကအန်ဇိုမော်ရက်စကာကိုမှပေးတဲ့မှတ်ချက်လေးဖြစ်ပါတယ်ဆိုတော့ဂန်ဒဝင်ကစားသမားပဲဖြစ်ဖြစ် Pandit ပဲဖြစ်ဖြစ်ကျွန်တော်တို့အားပေးတဲ့ပြည်သက်တွေနဲ့အမြင်ချက်တူချင်မှတူမှာဗျာ ပရိသတ်ချင်းတော့အမြင်ချင်းတူတာမဟုတ်ဘူးအဲ့တော့ဒီဘက်ကအရင်တော့က legend ဖြစ်တဲ့အတွက်ကြောင့်เนาะ ace player ဖြစ်တဲ့အတွက်ကြောင့်တကယ် professional ဘောလုံးသမားဖြစ်တဲ့အတွက်ကြောင့်သူ့အမြင်ကပဲမှန်တယ်မဟုတ်ဘူးအကို့အမြင်သူ့အမြင်ကလူတိုင်းမှန်နိုင်တယ်ဗျာအားလုံးကယင်းကဒီသင်းကိုမျက်နှိုးတဲ့ချက်ချင်းတရားတစ်ခုကိုအခြေခံပြီးကြည့်တဲ့အတွက်ကြောင့်တချို့သောအကြောင်းအရာတွေကเนาะဒါမှမဟုတ်တချို့သောတွေး ခေါ်မှုတွေကတကယ်ဘလုံးသမားရေနီးပြရတဲ့တောင်မှန်သွားတာတွေအများကြီးတက်တည်တာတကရှိခဲ့ဘူးအဲ့တော့ပေါ့စကိုဘာပြောသလဲမာရက်စကချက်စီအသင်းမှာကောင်းကောင်းစွန့်ဆောင်နိုင်ခဲ့တာပါပြီးခဲ့တဲ့ရာသီကမာရက်စကချက်စီအသင်းမှာပထမဆုံးထုတ်ခံရတဲ့နီးပြလို့တောင်ကျွန်တော်ပြောခဲ့ပူပါတယ်အခုတော့သူ့ဘောကျွန်တော်မြင်ခဲ့တဲ့အမြင်တွေမှားရင်းနေဆိုတာသူတက်တည်ပြခဲ့ပါတယ်ဒါ့အပြင် तू ကဒီနေ့ရာသီမှာ Chelsea တင်းကို Premier League မှာအဆင့်၄ Conference League မှာ Champion ဖြစ်စေခဲ့တဲ့အထိစွမ်းဆောင်ရည်ရထက်မြက် လုံးနေခဲ့ပါတယ်လို့ချစ်ကျူးသွားခဲ့တာပေါ့နော်ဆိုတော့ Postco တို့လိုမျိုးတကယ်ဂန်ဝင်ကစားသမားတွေဘလုံးကျွမ်းကျင်တဲ့သူတွေတောင်မှ ခမန်းမှုတွေလွဲချော်မှုမှားရမှုတွေရှိတာပဲကျွန်တော်တွေလည်းမှားမယ်မှန်မယ် စမ်းတော့မစမ်းပါဘူးအန်သိုမာရက်စကာကိုထုတ်ပယ်ခံရတယ်လို့သူထင်တာမမအောင်ပြဘာကြောင့်လဲကျွန်တော်တို့ကိုယ်တိုင်ဒီပင်လင်အန်သိုမာရက်စကာကိုအထင်ကြီးခဲ့တာတော့မဟုတ်ပါဘူးအဲ့တော့ကြောင့်ထုတ်ပယ်ခံရနိုင်တယ်ဆိုရဲပြောစကားအောင်မှာလဲဟိုဘလို့မှမမှတ်ဘူးဆိုတော့အခုချီးကျူးတဲ့ပုံမှာရောကျွန်တော်အမြင်ကိုအနေငယ်ဖြည့်ဆွတ်ဆွေးနွေးပြရကျွန်တော်တော့မယုံသေးဘူးပြအဲ့တော့ Chelsea ဒီနှစ်ရာသီမှာဘလို့ပုံတံမျိုးနဲ့ရှေ့ဆက်ခဲ့တယ်ဘလို့ဖလားတွေရခဲ့လဲဆိုတာ Postco ကိုကျွန်တော်တို့လောက်သိချင်မှသိလိမ့် Postco Chelsea ပွဲစဉ် အကုန်လုံးကိုလိုက်ကြည့်ပြမယ်လို့မထင်ဘူး။ Premier League 38ပွဲ၊ Conference League ပွဲကောင်သူကြည့်မှာမဟုတ်တာတော့သိကြပါရတယ်။ကျွန်တော်တို့တပွဲမှမလွတ်ပါဘူး။အဲ့တော့ကြောင့် Chelsea ဘယ်ပွဲမှာဘလို့ပုံစံနဲ့ဆော့ပြီးတော့ဘလို့အခြေအနေမျိုးဖြစ်သွားတယ်လဲဆိုတာကျွန်တော်တို့ကပို analyze လုပ်နိုင်ပါတယ်။အဲ့တော့ Maroska ရဲ့အရည်သွေးပိုင်းကိုဟို viewer ပိုင်းကကျွန်တော်မပြောချင်ဘူးဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ like လည်းမမီဘူး။ဒါကကျွန်တော်တို့ဝေဖန်ရမယ့်ကိစ္စမျိုးလည်းမဟုတ်ဘူး။ကျွန်တော်တို့အမြင်ကျွန်တော်တို့ပြောရမှာ Maroska ကဘလို့သုံးတယ်မှာအဲ့ဒါရှောက်ပြောနေတာဖြစ်နေမှာ။ဘာမှမဆိုင်ဘူး။ viewer ပိုင်းကကျွန်တော်ဘာမှ မပြောချင်ဘူးဒါပေမဲ့လည်းတချို့သော player management လုပ်တဲ့အပိုင်းတွေကတော့ကျွန်တော်လည်းမြင်တယ်ဗျာချက်သီးသည်တခြားသောအသင်းတွေထက်ဒီနေ့ရာဒီမှာ EPL လမ်းကြောင်းအခွင့်အရေးပိုရခဲ့တယ်ကျွန်တော်ဒီစင်မှာပွဲချောင်ကာလာလို့ပြောခဲ့တဲ့ဗီဒီယိုမှတ်မိသေးတဲ့ညီကိုတွေမှတ်မိပါလိမ့်ဒါမဲ့ချက်သီးတလွဲလုတယ်တလွဲလုတယ်ဆိုတာမာရက်စကာကိုတိုင်လုတာကစားသမားတွေကိုစိတ်တက်တက်ကြောက်အောင်ပြောရမယ်စာနော်အဲ့လိုဆွဲချတယ်ကျန်တဲ့ဘွဲတွေမှာလည်းအဲ့တိုင်းပဲသူကကြိုးကြောင်လူထုတ်ပုံတွေနဲ့လူထုတ်သွားတာတွေအများကြီးပဲမလုတ်တဲ့မလုတ်အပ်တဲ့ အခြေအနေမျိုးတွေကိုလုတ်ခဲတာတွေအများကြီးပဲအဲ့တော့ကျွန်တော်တွေကဒီနေ့ရာဒီမှာ Champion League ဝင်လို့ Conference League ယူပေးလို့ဆိုပြီး Maresca ကိုကျွန်တော်တို့ချစ်တဲ့ အတင်းတော့မယုံကြည်ရဲဘူး conference လीရရဲဆိုတာလည်းဗျာပုံမှန်လေးလေးပြောရင်ဟိုစိတ်တော့မဆိုးနဲ့အထင်ကြီးစရာမကောင်း conference လीဆိုတာဥရောပရဲ့အဆင့်အနှိမ့်ဆုံးပြိုင်ပွဲ real betis ကိုဆောင်ရဲနေ hide နေလို့ဗျာအဲ့လို hide တယ်ဆိုတာ fans ကိုတေချာမကြည့်ပဲ hide နေလို့ antony ကောင်းနေလို့ဒါလေအဲ့ဒါ real betis ကနာမည်ထွက်လာတယ် antony betis ကိုမယောက်ကြည့် real betis ကိုဘယ်သူမှစိတ်ဝင်စားမှာမဟုတ် antony တဲ့ဆိုင် united effect ကြောင့် ဘတ်တစ်ကနမေနည်းနည်းနောက်မှထွက်လာဒါပေမဲ့ first day ကချက်စီနဲ့မကန်ခင်လုံးဝမကောင်းတော့ပြောချင်တာ conference league ရတယ်ဘာဖြစ်လဲကျွန်တော်တို့အရင်ဟာ yes champion league ရတယ်လို့အောင်မခံလို့မရဘူးအဲ့တော့ကြောင့်ကျွန်တော်ကတော့ Anthemeris ကိုအရင်မယုံကြည်ပါဘူးအခုလာမဲ့ဘောလုံးရသည်တရားသည်လောက်တော့ဆက်လက်စောင့်ကြည့်ကြပါရခင်ဗျ။ကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျ။ ဒီသတင်းကတော့ Spain ဘက်က Fischer's တည်ထနာကဖော်ပြထားတဲ့ Nuni Mario Ke နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ AC Milan အသင်းဟာ Chelsea အသင်းရဲ့ဒါအသက်23နှစ်အရွယ် England ညာတောင်ပိုင်းကစားသမား Nuni Mario Ke ကိုအခုလာမဲ့နေရာဒီမှာခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်။ဒါပေမဲ့ Chelsea ကတော့ပြောင်းရွှေ့ခြေပေါင်တန်း90တောင်းဆိုထားတယ်။အဲ့အတွက်ကြောင့် AC Milan ကလည်းများပြားလုံးနေတဲ့ပြောင်းရွှေ့ခြေတရက်လို့ သတ်မှတ်ထားပါတယ်ဒီပြောင်းရွှေ့ကြီးကသူတို့အတွက်လည်းခက်ခဲမှုတွေရှိနေပါတယ်နိုနီမတ်ရွေကြီးကချဲသီးအတွက်ဒီနှစ်ပြိုင်ပွဲဆုံး40ပွဲကစားပြီးတော့79တွင်ဖန်တီးမှု5ချိန်ပြုလုပ်ထားတယ်ချဲသီးကတော့ခေါ်မှာပဲသူ့ရဲ့အသက်အရွယ်ကဒီတန်ချင်းရမအောင်ဖြစ်မဲ့သဘောမျိုးသို့တော့ AC Milan နဲ့ချဲသီးကြားထဲက relation ကောင်းနေကြောင်းဒီပြောင်းရွှေ့ကြီးပေါင်တန်း90ကို short ချပေးမဲ့အခြေအနေမျိုးတွေလည်းအများကြီးဖြစ်သွားနိုင်တယ်ချဲသီးကတော့ဟိုတင့်တင့်နဲ့ဈေးရရောင်းမှာပဲဗျာရှင်းပါလေပူလီစစ်တို့ဘာလို့ AC Milan ကိုရောင်းခဲ့ဘူးတဲ့အဲ့တော့ကြောင့်ပေါင်တန်း40လောက်ဆိုရင်တော့ဖြစ်ကောင်း င်ဖြစ်နိုင်တယ်။နိုနီမာရီယက်ကေးကချယ်ဆီပရိသတ်အများစုမကြိုက်တဲ့ကစားသမား။အဒီကောင်လေးကိုခေါ်ယူတဲ့ချင်းငါးလတုန်းကတက်လာနိုင်တယ်ဆိုတဲ့ရွေချက်နဲ့ခေါ်ခဲ့တာပါ။ဒါပေမဲ့ modern ဘောလုံးခင်မှာအသက်အရွယ်ကမဆိုင်တော့ပါဘူး။ခြေသွမ်းပဲဆိုင်ပါတော့တယ်။အသက်အရွယ်ကိုကြည့်ပြီးတော့ဒီကောင်လေးကတက်လာနိုင်တယ်ဆိုတဲ့စကားကဘောင်မွင်တော့ဘူး။အဲ့တွေးတော်မှုတွေက ဘောင်မွင်တော့လမင်ယာမဲလ်ဒူဒူဝေတို့ပဲကြည်ပါအဲ့တော့နူနီမရွေကြီးရဲ့အသက်မငယ်တော့ပါဘူး23နှစ်မှဒီခြေသွမ်းမျိုးပဲဆက်ပြနေတယ်ဆက်ပြတယ်လို့တော့ပြောလို့မရဘူးဗျာ23နှစ်မှဒီခြေသွမ်းမျိုးနဲ့ရက်တန့်နေတယ်ဆိုရင်25နှစ်လည်းဒါပဲ26နှစ်လည်းဒါပဲအဲ့တော့ကြောင့်ဈေးတင်တော့ချက်စီးနေနဲ့ဒီစားသမားကိုအမြန်ရောင်းထုတ်တင်ပါကြောင်းတုံးသက်ဆွေးနေနေပဲဗီဒီယိုလေးဒီမှာနားကျင်ပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ